စကိုင်းတိုင်းကမ်းပလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတမ၃၃နဲ့လက်အောက်ခံတပ်ကိုတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောမရှင်တပ်ရဲ့စစ်ကြောင်းစုဖွဲ့မှုပြက်ကစစ်ကြောင်းမှုပောင်ဝင်တပ်ဖွဲ့ဝင်60လောက်သေဆုံးပြီးစစ်တုံးမှန်15ဦးဖမ်းဆီးရမိတယ်လို့သိရပါတယ်။နိုဝင်ဘာ12ရက်နေ့မနက်၈နာရီလောက်ကကမ်းပလူမြို့နယ်ဝတ်တိုးကျေးရွာစစ်ကောမရှင်တပ်အထိုင်စခန်းကနေအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့တမ၃၃လက်အောက်ခံခလာရ111စစ်ကြောင်းကို ကမ်ဘလူမြို့နယ်ရင်းတိုက်ရွာနီးမှာတွန်လိုင်းတက်တွေကဝိုင်းဝန်းတိုက်ခိုက်ကြတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အဆိုပါတိုက်ပွဲမှာ၃နိုင်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်မရှင်တက်ဖက်ကစစ်ကြောင်းမှုပောင်ဝင်ပြည်သူစစ်50လောက်တေဆုံးပြီးစစ်တုံးမှန်15ဦးကိုလက်နက်ခဲယမ်းတွေနဲ့တူဖမ်းဆီးရမိတယ်လို့စကိုင်းတိုင်းပြည်သူ့ကောင်ကွယ်တပ်ဖွဲ့ပကဖစီကသိရပါဗျ။တက်လာတဲ့စစ်ကြောင်းပြက်ပြီးစစ်ကြောင်းမှုတည်တယ်။အထိုင်စခန်းထဲကို20ကျော်လောက်ပဲပြန်ဝင်သွားနိုင်တယ်။ အရှင်မိတဲ့ကောင်တွေမှာဖင်တွေကြီးပဲကြီးမန်းတာဖင်တွေကုန်းပြီးကာသလားမသိဘူးလို့တော်လိုင်းတက်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်တိုက်ပွဲတွင် MA1 နှစ်လက် MA3 နှစ်လက် MA4 တစ်လက် G3 ခုနှစ်လက် MA6 တစ်လက် MAN တလက်ကာပိုင်၅လက်ဆလီယာတလက်လေးလက်ဒရုန်းတစ်စင်းဂျမ်းမာအကြီးတလုံးပါဝါစတေရှင်တလုံးလက်ပ်တော့တလုံး၄၀မမဖုန်းတလုံးအင်နီကန်၃လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ အစိုးမတိုင်ပွဲမှာကမ်လူပန်ကဖကာဘိုးတိုင်နယ်ပန်ကဖကြောက်တိုင်ပန်ကဖရေဦးမြို့နယ်လက်ယုံပန်ကဖခင်ဦးပန်ကဖ PDF ပန်လဖစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ကမ်ဘလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်ကြောင်းထိုးပြီးအကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေတဲ့စစ်တပ်စစ်ကြောင်းကိုကမ်ဘလူခရိုင်ပန်ကဖအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပန်ကဖဒူဝွန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင် တစဲနဲ့တွန်လိုင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကထိနာပြီးစစ်တုံးမဲနဲ့လက်နက်ခဲယမ်းတွေသိမ်းဆီးရရှိကြောင်းသခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်။ ARI တိုင်းလေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်တွေမှာစစ်ကောင်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနေ့စဉ်ဒီပါထွက်ပြေးနေတယ်လို့သိရှိရပါတယ်။ လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုရွာနီးနဲ့ချင်းလက်ရွာနီးတို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ကစစ်ကူအင်အားအများများပို့ဆောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။တိုက်ပွဲတွေကနေစစ်သားတွေစုလိုက် ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ်။သူတို့ကတောလန်းကပြေးတာလိုက်ရှာသူတွေကတလန်းမှုလွတ်သွားကြတယ်လို့လေးမျက်နှာဒေသခံတူက ERR Times ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နှာမြို့နယ်အတွင်းကို စစ်ကောင်မရှင်ကဝိုင်းထွဲဂျက်ဖိုင်တာတွေနဲ့အဆက်မပြတ်ဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကောင်မရှင်ကလေမျက်နှာမြို့နယ်ဘက်ကိုအင်အားအပြည့်ပါတဲ့အမိုးအုပ်စစ်သုံးကားကြီးစစ်စည်းကြော်ကိုဟင်းဒရာဘက်ကနေပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့တွင်အယောရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကျေးရွာနီးနဲ့လေမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလယ်ရွာနီးပတ်ဝန်းကျင်တွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင် စစ်ကောင်မရှင်တပ်ကထွက်ပြေးလာပြီးအာရခတပ်တော် AAC မှဖမ်းဆီးခံရတဲ့သူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်ထိရှိခဲ့တယ်လို့ AA ကနိုဝင်ဘာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရဲ့တပ်ဖွဲ့တွေမှာခမာယ၄ခမာယ၅ခမာယ၆ခမာယ30ခလာယ35ခလာယ83ညအစရှိတဲ့တပ်မ66လောက်ခံတရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခံတရင်တွေဖြစ်ကြတဲ့ ခလာရ63ခလာရ201အစရှိတဲ့တရင်တွေကထွက်ပြေးလာကြသူတွေနဲ့လက်နက်ချလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါလင်းဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေအားလုံးနှီးပါးဟာ2025ခုနှစ်တွင်စစ်ကောင်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲတာခံရတဲ့စစ်သည်နှန်းစင်းတွေဖြစ်ကြပြီးအချို့မှာ session နှစ်မပြည့်သေးသူတွေအထက်တန်းပညာရေးတက်နေကြတဲ့ကျောင်းသားတွေဖြစ်တယ်လို့လည်းအေအေကဆိုထားပါဗျ။ အကိုတိုင်းနောင်ချမ်းဘရောင်းတက်နယ်ညောင်ကျိုးစစ်မျက်နှာပြင်မှာအရခတက်တော်အေးနဲ့စစ်ကောမရှင်တက်တို့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ30မော်လိုက်ရဲ့လောက်ခံတက်တွေဟာညောင်ကျိုးညောင်ချောင်းနဲ့ကောက်ွေးပစ္စည်းဆက်ယုံကပ္ပဆဆက်ချောင်းဤတိုက်ပွဲတွေမှာထိခိုက်သေးဆုံးထွက်ပြေးမှုတွေရှိနေပြီးအထိနာနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အေးကဖန်ဆီးရမိတဲ့တက်တွေထဲမှာကလေးနဲ့ဖောင်းမြင်ကတက်တွေပါတယ် ပြီးခဲ့တဲ့၄ရက်နေ့ကလည်းညောင်ခြောက်ကလွတ်လိုက်တဲ့တက်တွေကစင်ကလျားထွက်ပြေးကြတယ်လို့သတင်းထွက်ထားတော့အေးက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းမှန်ပါပဲညောင်ကျိုးတဝိုက်နဲ့ကပ္ပစ6နီးမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်လို့စီရီသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်အခုနိုဝင်ဘာ6ရက်9ရက်10ရက်နေ့တွေမှာညောင်ကျိုးစစ်မျက်နှာပြင်ကထွက်ပြေးပြီးဖမ်းဆီးရမိသူလက်နက်ချလင်းဝင်သူစစ်ကောင်မရှင်တပ်ဖွဲ့ဝင်30လောက်ကိုအေးအေးကထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ရဲ့စကားခ10လောက်ခန့်ခမရ363နဲ့ခမရ363တရင်တွေကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်16ယောက်ကိုကပ္ပစာ16နီးတိုက်ပွဲတွေတွင်းကနေအေအေကဖမ်းဆီးရမိခဲ့တာပါ။ညောင်ကျိုးကျေးရွာနဲ့အရှိတ်မီတာ2500กว่าမှာရှိတဲ့လေသာတောင်ပဝင်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးခမရ368တရင်တစ်ခုတည်းကစစ်ကောင်မရှင်10ယောက်ကိုအေအေကလက်ရဖမ်းဆီးရမိခဲ့ပါတယ်။ ဒါအပြင်ဗရောင်းမြို့နယ်ကပ္ပစ16နီးရင်ဆိုင်တိုက်ပွဲတွေမှာလည်းခမရ363တန်းရင်ကတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲတွေကနေ ရခိုင်ရိုးမပေါ်နဲ့ရိုးမအောက်တောင်ကြားလမ်းတွေမှာပြင်းထန်ခဲ့ပြီးကပ္ပစ16ရဲ့ကကင်းနေရညောင်ကျိုးစင်လန်ကြားလေးသာတောင်ကျော်0.63လုံးစခန်းကုန်းနီးတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့0.63လုံးစခန်းကုန်းဟာကပ္ပစ16ရဲ့အဓိကကာကင်းစခန်းကုန်းဖြစ်ပြီး9မိုင်ကျော်กว่าဝေးတယ်လို့သိရပါတယ်။စစ်ကောင်မရှင်တက်တွေအနေနဲ့ဆင်လန်နဲ့ညောင်ချောက်တို့ဘက်ကနေအင်အားစုဖွဲ့လာတဲ့စစ်ကြောင်းဟာညောင်ကျိုးဘက်ကိုတံပြန်တိုက်ဆစ်ဆင်လာတဲ့အနေအထားကိုရောက်ရှိနေတယ်လို့လည်းသိရပါတယ်။လက်ရှိမှာစကကတဆယ်မော်လိုက်ရဲ့နောက်ခံတရင်တွေကနေတပ်ဖွဲ့ဝင်30ကျော်ဟာ၃ရက်အတွင်းကစင်ကလျားထွက်ပြေးကာ အလံဖြူထောင်လက်နက်ချခဲ့တယ်လို့သိရှိရပါတယ်။ယူကရိန်းကိုစီးရေးကူညီဒေါ်လာတန်900ပူပေါင်းကူညီဖို့ Nordic နဲ့ Baltic နိုင်ငံတွေကကာကွယ်ဝင်ကြီးတွေနဲ့ Iceland နိုင်ငံရဲ့ဝင်ကြီးတို့ကကြာတာပရင်းနေမှာညင်ညာခဲ့ပါတယ်။ Helsinki မြို့တော်မှာတွေ့ဆုံပြီးနောက်ဒိန်းမတ် Estonia, Latvia, Lithuania, Norway ကကာကွယ်ဝင်ကြီးတွေနဲ့ Iceland နိုင်ငံရဲ့ဝင်ကြီးတွေဟာ ဥရဲကြီးညာချက်တည်းရဲ့ထုတ်ပြန်ကယူကရိန်းလုံခြုံရေးဟာဥရောပလုံခြုံရေးအတွက်အခြေခံကျတယ်လို့ပြောပါရယ်ယူကရိန်းရဲ့ချုပ်ချာအာဏာနဲ့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုအပြည့်အဝလေးစားသမှုရှိပြီးတရှိခံနဲ့ငြိမ်းချမ်းရရှိဖို့လှုံ့ဆော်နေပါတယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါရယ်အနာဂတ်မှာရုရှားရဲ့ကျူးကျော်မှုကိုခုခံနိုင်ရေးရေရှည်စေးကူညီတွေထောက်ပံ့ပေးဖို့လဲဝင်းကြီးတွေကကြေပြုခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါရယ် ယူကရိန်းနိုင်ငံတွင်အမေရိကန်တုတ်စစ်လက်နက်တွေဝယ်ယူနိုင်ဖို့ဥစားပေးယူကရိန်းလိုအပ်ချက်စီးရင် PURL အရဒေါ်လာတန်900ထောက်ပံ့ကြောင်းထုတ်ပြန်ချက်ကပြောပါရယ်အခုအကူအညီဟာရုရှားရဲ့ကျူးကျော်မှုကိုခုခံကာကွယ်နေတဲ့ယူကရိန်းကိုတိုက်ရိုက်ပေးရမှာဖြစ်ပြီး Nordic နဲ့ Baltic နိုင်ငံတွေကယူကရိန်းကိုဆက်လက်ပံ့ပိုးတဲ့နီးလန်းတွေတဲကတခုဖြစ်တယ်လို့ဆိုပါရယ်ယူကရိန်းရဲ့လုံခြုံရေးဟာကျွန်တော်တို့လုံခြုံရေးနဲ့တိုက်ရိုက်ဆက်ဆက်နေပါရယ် ရုရှားကျူးကျော်စစ်အောင်မြင်လို့မရပါဘူးလို့အဆိုပါဝန်ကြီးတွေကပြောပါရယ်။ထိုင်ဝမ်နဲ့ပတ်သက်တဲ့ဆိုးဝါးတဲ့မှတ်ချက်စကားကိုပြန်ရုပ်သိမ်းမှုတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကဂျပန်ဝန်ကြီးချုပ်ဆာနေတာကင်ချီကိုတောင်းဆိုခဲ့ပြီးမှတ်ချက်အတွက်အကျိုးဆက်အလုံးကိုဂျပန်ကတာဝန်ယူရမယ်လို့သတိပေးလိုက်ပါရယ်။တရုတ်က ထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ကစီးရီးယားတုံ့ပြန်နိုင်တယ်လို့ဆာနေကပြီးခဲ့တဲ့အပတ်တွင်လွှတ်တော်မှာမှတ်ချက်ပြုခဲ့ရာ တရုတ်နဲ့တန်တမန်ရေးရတင်းမာမှုတွေဖြစ်ခဲ့တာပါစာနေရမချက်ဟာတရုတ်ပြည်ရင်းရေးမှဆွဲဖက်မှုတစ်ခုဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေးအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုလို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူလင်ကျင်းကပေကျင်းမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်ဂျပန်ကထိုင်ဝမ်ရေးမှစီးရေးရဝင်ဆွဲဖက်ရင်းရင်တရုတ်ကပြပြသားသားပြန်လဲတိုက်ခိုက်သွားမယ်လို့သူကဆိုပါရယ်ဂျပန်ဝန်ကြီးချုပ်စာနေဟာပြည်ထနာရှာသူတူဖြစ်ပြီး စီမထားပဲဆက်လက်ပြီးပြောဆိုပါကတံမိုးကြီးကြီးပေးဆက်ရမယ်လို့တရုတ်နိုင်ငံမှာရုပ်သံဌာန CCTV ကဖော်ပြပါရယ်စာနေရဲ့မှတ်ချက်နဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုမျှဝေကညစ်ပတ်သောခေါင်းကိုဖျက်တင်တယ်လို့မှတ်ချက်ရေးခဲ့သူအိုဆာကာမြို့ရှိတရုတ်ကောင်စီဝင်ချုပ်ရှူဂျီယန်ကိုနှင်ထုတ်ဖို့ဂျပန်ကြီးတဲ့နိုင်ငံသမားတွေကတောင်းဆိုခဲ့ပါရယ်ဂျပန်တရုတ်ဆက်ဆံရေးကိုတိုင်းရိုက်မထိခိုက်စေတဲ့တင်းတော်တဲ့အရေးယူမှုလှုံ့ဆော်မှုတရုတ်ကိုဂျပန်က တိုက်တွန်းမှဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ဝင်ကြီးတိုရှီမစ်ဆူမိုတီဂီကပြောပါရယ်